မျိုးသမီးတယောက်ဟာဘယ်လိုကုသကောင်းမှုတွေကြောင့်မနာပါကာယကဘုံရောက်ရတာပါလဲ။ဟာဒီလှုပ်လို့ရောက်တာတော့ဆိုတော့မြတ်စွာဘုရားဟောတယ်။တို့တော့ဒါနဲ့မျိုးသမီးတယောက်ဟာဒီအချက်ရှိချက်နိုင်နာပြီးတော့နေထိုင်တဲ့မျိုးသမီးဟာဒီအချက်ရှိချက်ကိုတသွေးမတိန်နိုင်နာပြီးတော့ချက်သုံးသည့်အတွက်သူဟာဒီဘုံကိုရောက်တာလို့အဲ့ဒါစိတ်ဝင်စားစရာကောင်းတယ်အဲ့ဒါ အချက်ရှိချက်ကသီလလည်းပါတယ်ဒါနလည်းပါသမန်ဘဝမှာမိသားစုဘဝမှာလောက်ကင်တာတွေလည်းပါနေတယ်အဲ့ဒါစိတ်ဝင်စားတယ်ကုသိုလ်ကောင်းမှုရှိလို့ဖြစ်တာကြီးပဲမဟုတ်ဘူးအဲ့တော့သတိထားရကစီးနဲ့ကန်းနဲ့မိသားစုတောင်းချီချီတော်ဘာနဲ့မဟုတ်ဘူးတော်သားနဲ့မဟုတ်ဘူးကိုတရားချစ်ပြွန်စွာ နေလို့ရှိရင်လည်းဒါကုသိုလ်ရတယ်ဆိုတဲ့အိဗေပေါ် ဝတ္တရားကြည့်ဖို့လို့တယ်ပေါ့အိမ်မှာနေပြီမဲ့လို့ဝတ္တရားကြည့်ပြီးတော့မေတ္တာနဲ့နေတာအခုလိုရတယ်သူဆိုလို့တဲ့အဲ့တော့ရှင်မျိုးကိုတစ်ခုစီခွဲပြတဲ့အခါကျတော့ဘာလို့ဆိုနမတ္တကမျိုးသမီးတယောက်ကိုသူ့ရဲ့မိဘတွေကနေပြီးတော့အိမ်တော်ရဲ့သားချပေးတယ်ပေါ့ဟာ တော့ရဲ့သားကြတယ်မျိုးသမီးတွေတွေ့ကြည့်တယ်ပြောမျိုးသမီးမိဘတွေကကောင်းကျိုးချမ်းသာဖြစ်ဖို့ညှို့နှင်းချက်နဲ့ကိုယ့်ရဲ့သမီးကိုအိမ်တော်ရဲ့သားချပေးလိုက်တယ်တဲ့အဲ့လိုအိမ်တော်ရဲ့သားချပေးတဲ့မျိုးသမီးဟာကိုယ့်ရဲ့အိမ်တော်ဘက်ပေါ်မှာကိုတရားချပြုံးကိုတရားချပြုံးစွာ နေထိုင်တယ်။ဒါတစ်ချက်နော်။ဝတ္တရားခြေပြောင်းတာအဲ့ဒါဝတ္တရားခြေပြောင်းတာလည်းဒီမှာကုသိုလ်ရနေတဲ့သဘောရှိတယ်။ကိုလိုအမေဝတ္တရားကိုခြေခြေပြောင်းလှုပ်ပြီးတော့မေတ္တာနဲ့နေထိုင်တယ်နောက်တစ်ခုကဘာလို့ဆိုရင်မိမိရဲ့အိမ်တော်ဘက်ကကရုကတော့ဖြူပြီးတော့လေးစားရတယ်အမေရောအဖေရော ယောက်ခမဘောလေးခုခဲ့တယ်။အဲ့နောက်မဲ့ရင်မိဘတွေသူကိုဝဲတဲ့ဖာသာအဲ့ဒီအရေးပေါ်မှာသူကလေတစားပုတ္တရာချေပြွန်စွာဆောင်ရဲ့ပေးတယ်။ဒါတစ်ခု။အဒုတိယမြောက်ခုသူအဟိုလူတွေကကုသိုလ်စင်နဲ့တော့မထည့်ပါဘူး။ဝဒရာချေပြွန်စွာဆောင်ရတဲ့ နံပါတ်3ကအိမ်မှုလုပ်ငန်းအနေနဲ့ပတ်သက်လာတဲ့အခါမှာသူဟာလှုပ်တတ်တယ်၊ခိုင်တတ်တယ်၊ချက်တတ်တယ်၊ပြုတ်တတ်တယ်အလုံးအတွက်ရှိမှန်ခံွက်ချက်ပြုတ်မပြင်းမရိအိမ်မှုကိစ္စတွေကိုလှုပ်တယ်ဟုတ်ပါဆိုဒါလည်းကုသိုလ်တစ်ခုပဲပြောရတယ်ဒါဆိုကုသိုလ်လို့မထင်ကြဘူးလေ ့သူလုံးဝမဲ့ဟိုတရားတွေကိုသူချစ်ချစ်ပြင်းပြန်လုပ်တယ်ပေါ့နောက်တစ်ခုကပါတော့အိမ်မှာကိုယ့်အိမ်မှာဝိုင်းကူပြီးတော့လုပ်တယ်အိမ်ကခိုင်းနေတဲ့ပုဂ္ဂိုလ်လေးလုံသမားတွေရှိတယ်သူတို့ကိုအုပ်ချုပ်တဲ့ခံပါတဲ့လုံရင်လုံသလိုမလုံရင်မလုံသလိုဖက်ချသေးတယ် လုံကြိုးစားရင်ကြိုးစားသလိုလုံမကြိုးစားဘူးဆိုရင်မကြိုးစားတဲ့အတိုင်းတားဖွဲ့ချပြီးတော့သူတို့ကိုပြေးတဲ့ကံနဲ့မလုံတဲ့လူစုပေးတတ်ပေးဖို့လုံတဲ့လူပို့ပြီးတော့ခရီးဆိုင်ပေးနေမကောင်းတဲ့ဘက်သားရှိလာလို့ရှိရင် ေးဝန်ကထောင်တိုင်းသာရှိလို့ရှိရင်ဟိုစေဝကုသပေးတယ်ဟိုရင်ကလူတွေเนาะနေဝကောင်းတိုင်းသာရှိလို့ရှိရင်လည်းခွင့်ရက်တွေပေးပြီးတော့ညတာမှုထားတယ်သူနဲ့တန်နဲ့လှုပ်ဖက်လှုပ်ပြီးတော့ညတာမှုတွေပြုတ်တယ်တော့အိမ်မှာစားတဲ့အတော့ဆရာရှင်းတယ်ညီလူညီမြခွဲဝေပြီးတော့ပေးတယ် ။အဲ့ဒါဟိုလည်းကုသိုလ်လို့ပြောတာ။နတ်သမီးဖြစ်ဖို့ရာအတွက်ဒါတွေကလည်းကုသိုလ်ကြီးဖြစ်တယ်။ဒါတွေကိုလည်းယူရအလုပ်လို့ဆိုပြီးတော့ကုသိုလ်လို့တော့မထင်ကြဘူး။ဒါလည်းကုသိုလ်ပဲ။နောက်နံပါတ်5ကတော့ကိုယ့်ရဲ့အိမ်သားကအပြင်းမသွားပြီးအလုပ်လုပ်ပြီးရှာဝေးလာခဲ့တဲ့ငွေချေးတနာ ဥစ္စာပစ္စည်းတွေကိုမခိုးမဝဲမထိမ့်မကြံမသုံးမဖြုံးမဲကိုယ်အိမ်အောင်ပဲမသိအောင်တိတ်တိတ်ဘုံခိုးဝတ်တာတို့ုံဖြုံးတာတို့မလုတ်ခဲနဲ့သူဟာတည်တည်ချာချာစနစ်တကျစီမံခံွယ်ပြီးတော့တိမ်သားလုံးအတွက်အုံပြုတယ် ကြားလာတဲ့ဖြစ်ရှိထိတ်သိမ်းရှောက်ရှောက်နေပုံဟောဆိုလို့စီးတဲ့ကြီးဟောခန့်နဲ့အတင်းဆောင်လို့စီးလာတဲ့ရေတွေကိုကြောက်ပြတ်မတော့အောင်တမန်နဲ့စီးပေးထားတယ်။ဒါနဲ့စီးပေးထားတယ်။ဒါတွေပါရေးတယ်။အဲ့ဒါလို့ရှားလာတဲ့ပစ္စည်းကိုကြောက်ပြတ်မှုမရှိအောင်သူက စီမံဆောင်ရပေးတယ်အဲ့ဒီငါးချက်ကကြည့်ရမယ်ဆိုရင်ဒါအိမ်အောင်ပဲစနီးစင်များလိုက်တာကျင့်တော်ရတဲ့တောင်းဝန်တရားပဲဒါသူရဲ့တောင်းဝန်တရားသူချေပြောင်းလို့တယ်လို့သူဆိုလို့တယ်ပေါ့အဲ့ဒီတောင်းဝန်တရားချေပြောင်းခြင်းဟာထူချားတဲ့ကုသိုလ်ကြီးမဟုတ်တော့လည်းပဲ ဒါကုသိုလ်ပဲအပြစ်ကင်းပြီးတော့မြားပေါ်မှာမြားမြားတာတာမေတ္တာထားပြီးတော့လှုပ်တာဖြစ်လို့မေတ္တာနဲ့လှုပ်တာဖြစ်လို့ဒါလည်းကုသိုလ်ပဲဆိုဒီငါချက်ကဒါရိုးရအဲ့ဒါပဲဖြစ်တယ်နောက်ထပ်နံပါတ်6ကြတော့ဘာသာဘာကိကနတ်သမီးဖြစ်ဖို့ဒါကြတော့ဘာသာရေးဘက်ကဒ seneng lari. Ya aku gue deh, ya aku gue deh, tangga aku gue deh. Orang terenangi sapi, zaman terenangi sapi, tangga terenangi sapi. Sirena tuma aku, ku gue sikat tuh sede. Rasu eno, patah jari ya, belum ဘောဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဘယတယတံကကိုးွယ်တိုက်တဲ့ယရဏများကိုကိုးွယ်နေစကတ်တယ်တရဏဂုံတီးတယ်ဗောဆိုလိုတယ်အနမချောအဲ့ဘုရားဝဒမဟုတ်ရင်တော့ဘုရားတရဏံကိစ္ဆာမိဓမ္မတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိတော့ပါမှာသို့တော့ သူကိုးကွယ်တဲ့ပုဂ္ဂိုလ်ကသူတော်ကောင်းဆိုလို့ရှိရင်တော့ထိုင်တယောက်တော့ကျိုးရှိမှာသူတော်ကောင်းကိုကိုးကွယ်တယ်ဆိုရင်တော့ထိုင်တယောက်ကျိုးရှိရပြီးတော့လိုင်းနာကျင့်သုံးတဲ့တရားကကောင်းတဲ့အကျင့်တရားဆိုရင်လည်းကျိုးရှိမှာပဲဒါကျိုးရှိဘူးလို့ပြောလို့ရသူတို့လည်းကျိုးရှိနိုင်တယ်နောက်တစ်ခုက

။ဒါမေသူမဆဆရာရှောင်းရမယ်။ဘုဒ္ဓဝရရှောင်းရမယ်။သူရမေရရရှောင်းရမယ်။အဲ့ဒီရှောင်းကျင်မှု၅ရက်မရှောင်းရင်သူကဒုစရိုက်ပဲလေတာ။နော်။ဒါကမှရာဇဝမှုဖြစ်တာပဲ။သူ့ရဲ့ဥပရိမာသူ့တိုင်ရင်တော့ပြည့်မရှိဘူးသူ့တိုင်ရင်ပြည့်ရှိတယ်သူ့ဥပရိယကခွဲတာ။ ဘာသာတရားမြတ်စွာဘုရားဟောတဲ့တရားကြတော့ဘုသူတတ္တထူပဲပါဏာတိပါဒဖြစ်တယ်